အရန်ကုန်တန်းမှနေခဲ့ရပြီမဲ့အာဆင်နယ်တင်းရပေးရတဲ့စက်တင်ဘာလအတွက်အကောင်းဆုံးကစားသမားစုကိုရရှိခဲ့တဲ့မာတီနယ်လီ မာတီနယ်လီအတွက်ဆိုရင်တော့ဒီဘက်လာတွေကနည်းနည်းလေးခက်ခဲတယ်ပြောလို့ရတယ်အတင်းရဲ့အဓိကသာမှမဟုတ်တော့ဘူးအယန်းနေပွတ်ထွက်ရတာဘလောက်တောင်မှအယန်းနေပွတ်ထွက်ရလဲဆိုရင်အသက်ရွယ်တစ်ခုရောက်နေပြီးတော့တစ်ချိန်လုံးကစူပါဆက်ဖြစ်နာမည်ကြီးခဲ့တဲ့ထရော့ဆက်ကနောက်ကပဲပွတ်ထွက်နေရတာထရော့ဆက်ကိုအဓိကထုတ်တယ်နောက်ပိုင်းထရော့ဆက်ကိုပြန်ပြီးအနာပြီးတော့မှမာတီနယ်လီကိုထည့်သုံးတယ်ပွတ်ထွက်မှာပွတ်ထွက်ကစားသမားကမျက်နှာအပွင့်ဆုံးပဲနောက်ပိုင်းမှာအရန်ကောင်းနေထားလာပြီးအသင်းအတွက်ရလက်တွေရမှတ်တွေယူပြီးတဲ့ဘာညာဆိုတာကပြောလို့ကောင်းတဲ့ data အချက်လက် ပွဲထွက်ပြီဆိုလို့ရှိရင်ဒီပွဲထွက်ကစားသမားအခင်းချင်းကွင်းထဲဝင်သွားတဲ့ feeling ဓာတ်ပုံတွေရိုက်တာမျိုးနဲ့ပွဲတစ်ပွဲကိုစပြီးကစားတဲ့ကစားခန်းစားချက်က player တွေအားလုံးလိုချင်တဲ့အထီးတွေ့ငွေတက်ပဲဘယ် player မှတော့လူစားဝင်ပြီးမကစားချင်ဘူးတခါကြလို့ရှိရင် stamina ချွေတာကြီးနဲ့နောက်ပွဲအတွက်ဆိုနီးပြတိမ်းထားလို့ဒါအရန်ကောင်းနေနေရတဲ့ player တွေများသောအားဖြင့်ပွဲစဉ်အားလုံးကိုပွဲထွက်ပြီးကန်ကျင်တဲ့ player တွေကြီးပဲဒီနေ့မှာ martinelli နေနဲ့ကြံခဲ့တဲ့လာတော့ငါးပွဲမှာစုစုပေါင်းသူ့အနေနဲ့ 145မိနစ်ပဲကစားဝင်ရောက်ခဲ့တပွဲကိုမိနစ်90မိနစ်ပေါင်း450 5ပွဲဆိုလို့ရှိရင်သို့တော့အဲ့450မှာသူ့အနေနဲ့145မိနစ်ပဲကစားဝင်ရခဲ့တယ်ဒါပေမဲ့ရခဲ့တဲ့145မိနစ်ဆိုတဲ့အရန်ကွာထလာတဲ့မိနစ်အပိုင်းလေးဒီမှာနှစ်ကိုးသွင်းပြီးတကိုးဖန်တီးထားတယ်ပေါ်ပေးအသိနဲ့ပွဲစဉ်တပွဲပဲပွဲထွက်ကစားဝင်ရခဲ့ဒါတော့မှခါလာပေါင်းအဲ့တော့မာတီနယ်လီရဲ့အခန်းငယ်ကနောက်ပဲတဖြည်းဖြည်းလေးနေပါသွားတယ် သူ့ကိုသုံးမဲ့စား throw ဆုပ်ကိုပွဲထွက်ပြီးသုံးတာမျိုးတခါကျရင်အစည်းကိုသုံးတာမျိုးတခါကျရင် martinelli ကိုပွဲထွက်သုံးနေတဲ့ခါကျရင်ဘယ်ဘက်ချမ်းမှာ throw ဆက်ညာဘက်ချမ်းမှာ martinelli ဆိုတဲ့ပုံစံမျိုးအိုက်တာပြန်ပြီးသုံးလာတွေ့ရတယ်။အဲ့တော့သူ့အနေနဲ့စတင်ပါလာအတွက်အာဆင်နယ်တီးကရွေးချယ်တဲ့အကောင်ဆုံးကစားသမားစုလွယ်လွယ်နဲ့တော့ရခဲ့တာမို့သူအရင်ဆုံးပြိုင်ခဲ့တဲ့ကစားသမားတွေက throw ဆက် zuiman di gabriel magahi အသင်းရဲ့ပွဲထွက်ကစားသမားတော်တော်များနဲ့သူပြိုင်ခဲ့ရတာ။ဒါပေမဲ့အသင်းကဘာကြောင့် martinelli ကိုအကောင်ဆုံးကစားသမားစုပေးခဲ့တယ်လဲ။ စက်တင်ဘာလအတွက်ရှင်းပါတယ်စက်တင်ဘာလအတွင်းသူကစားခဲ့တဲ့ပွဲစဉ်တွေမှာဘီဘာအိုလိုအသင်းမျိုးပွဲစဉ်မျိုးမှာဆိုရင်အာဆင်နယ်အသင်းတွက်တကူးအတွင်းတကူးဖိုင်နိုင်ခဲ့တယ်ဒါကချန်ပီယံလိသူဝင်လာပြီးတော့မှအဲ့ဂိမ်းတစ်ခုလုံးကအပြောင်းလဲဖြစ်သွားခဲ့တာနောက်တစ်ပွဲကျတော့မန်ချက်စတာစီးတီးနဲ့တွေ့တဲ့တကယ့်ဘစ်မက်ပွဲစဉ်မှာအာဆင်နယ်တမမမရတော့ဘူးဆိုတဲ့ခံစားချက်ဖြစ်နေတဲ့အချိန်မှာမာတင်လီဝင်လာပြီးလိုင်းဘရိတ်ဖြတ်ကျော်ပြီးတော့1-1ဖြစ်စီမဲ့ကိုဒိုနာရူမာကိုကျော်ပြီးသွင်းသွားခဲ့တယ် အဲ့နှစ်ပွဲလုံးမှာမာတီနယ်လီဝင်လာပြီးမှဖြစ်သွားတဲ့အတွက်စုစုပေါင်းအဲ့နှစ်ပွဲလုံးမှာ twin goal ဖန်တီးမှု၂ goal twin တကူဖန်တီးမှုလုံနိုင်ခဲ့တယ်စုစုပေါင်းအသင်းအတွက်၄မှတ်ထိရှာဖွေပေးနိုင်ခဲ့တယ်အဲ့တော့မာတီနယ်အနေနဲ့145မိနစ်ပဲစက်တင်ဘာလအတွင်းကစားကွင်ရခဲ့ပြီးမှအသင်းအတွက်၄မှတ်ထိစုဆောင်းထားနိုင်ခဲ့တယ်၅ပွဲမှာတပွဲပွဲပွက်ထွက်ကစားကွင်ရခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုရင် rating တွေရတယ်တကယ်ကိုရှယ်ကောင်းခဲ့ပြီးတော့အ ਨੇ ဆုံးပွဲမှာတော့ rating 6.4ရှိခဲ့ပြီးတော့အကောင်းဆုံးပွဲမှာ rating 8.2ထိရောက်ခဲ့တယ်။၅ပွဲစလုံးမှာပေါ့လေ တပွဲပဲသူပွဲထွက်ခွင့်ရခဲ့တယ်ခါရဘောင်ဖလားမှာအဲ့တော့ဘီဘာအိုသင်းတဲ့ပွဲစဉ်မှာမာတင်လီကစားသွားတဲ့ဟန်ပန်ကပထမဂိုးမှဆိုလို့ရှိရင် Trosset ခင်းပြလိုက်တဲ့အလုံးကို Quick Transition ချက်ချင်းသွားတာ Transition ကတော်တော်လေးညံတယ်လက်ရှိ Arsenal အသင်းမှာမာတင်လီကအမြန်ဆုံး player ခေါင်နဲ့တက်တွေစော်မဲပြိုင်ဘက်ကိုချက်ချင်းလှိလိမြမြနဲ့ထိုးဖောက်မယ်ဆိုရင်တော့ Martinelli က Arsenal အသင်းရဲ့ transition မှာတော်တော်လေးအရေးပါတဲ့ player အထူးသဖြင့်တစ်ဖက်ကစားသမားတွေစတာမီနာကျနေပြီဆိုမာတင်နီလိုကစားသမားမျိုးထည့်သုံးလိုက်လို့ရှိရင်တော်တော်လေးဟိုမှာ impact မြင့်တဲ့ကစားဟန်ကိုတွေးရတယ်။အဲ့ဒီဘီဘောက်အသင်းရဲ့ပွဲစဉ်မှာဆိုရင်ဒါ quick transition တွေကတကိုးရတယ်။နောက်တစ်ခုကတော့ဒီ box ထဲမှာသွေးအေးအေးနဲ့ပြည်ပြီးဖန်တီးပေးလိုက်တာ။အဲ့ဒါကို Trossard ကပိတ်သွင်းသွားတယ်။အဲ့ဒီ goal လည်းကျွန်တော်မှတ်မိသေးတယ်။ Martinelli သူ့အမြန်နှုံးနဲ့ box ထဲကိုတိုးဝင်သွားတယ်။တစ်ဖက်ကစားသမားမောပန်းပြီးဘယ်လိုမှမလိုက်နိုင်တော့ဘူး။ ဲ့ချိန်မှာတည်းကမာတီနယ်လီကိုတိုးရင်တိုးတော့ရပြီဆိုကျွန်တော်အဲ့ခံစားချက်သိတယ်။ဒါပေမဲ့ဒီကစားမှကြုံတယ်လို့ပြန်ပြီးတော့ဖြတ်မတင်တော့ဘဲနဲ့ထောင်းကံပေါ်စီနာလိုက်ရောက်လဲရောက်ကို trosset ကိုတေချာကြည့်ပေးလိုက်တယ် trosset ကလည်းအဲ့ဒါကိုအလန်းအသက်ဖြစ်မခံဘူးပိတ်သွင်းသွားခဲ့တယ်။ဒါမာတီနယ်လီရဲ့ဖန်တီးမှုပေါ့လေ။နောက်တစ်လုံးကကျတော့တော်တော်လေးကိုအတစ်ဖြစ်တာ။ cancel line တစ်ခုလုံးနဲ့ city နဲ့ပွဲစဉ်မှာ cancel line တစ်ခုလုံးနဲ့သူရောပြီးကိုရောင်ဖြောက်နေတယ်။တစ်ဖက်ကကန်လဲအစည်းနဲ့တွေ့ကန်လဲကန်တင်ပြလိုက်အောင်အဲ့ဘောလုံးသူအသာလေးမျောထွက်လိုက်သွားပြီးတော့ ဘီနာမှာလဲမာကင်ကတ်ထားတဲ့ကစားမတူရှိရဲ့ကြားထဲကနေအဝေးတန်တော်သူလှမ်းကန်ထဲဝါတယ်အဲ့ဘောလုံးကကျိုးကြပြီးဂိုးသွားခဲ့တယ်ဆိုတော့မာတီနယ်လီကအာဆင်နယ်သင်းမှာပွဲထွက်ကစားသမားဖြစ်လို့မရဘူးဆိုတဲ့အယူဆတွေကကျွန်တော်လဲထောက်ခံတယ်ဘာကြောင့်လဲဆိုတော့ ပွဲတစ်ပွဲစပြီဆိုလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ကမျက်ကြည်မပြတ်အကဲခတ်ရတယ်တခါကျရင် position gain တည်ပြီးဆော့ရတယ်အဆင်မပြေဘူးဒါပေမဲ့ဒုတိယပိုင်းလိုမျိုးတစ်ဖက်နဲ့တစ်ဖက်တစ်ခုခုပြတ်သားမှဖြစ်တော့မယ်ဆိုတဲ့ခံစားချက်ဖြစ်တဲ့အချိန် player တွေမောပန်းနေတဲ့အချိန်မှာတော့မြန်နှုံးမြင့်ကစားတဲ့ကစားသမားတဦးခြေစွမ်းပြနေတာကတိုက်ဆိုင်လာတော့မဟုတ်အဲ့တော့တချိန်တော့ကျွန်တော်တို့ throw set ကို super set လို့ပြောရင်လက်ရှိ martinelli ကိုလည်းအသင်းရဲ့ game plan အပြောင်းလဲအသင်းရဲ့ nitrogen ထိုးပြီးထပ်ပြီးတင်ဆော့မယ်အပိုင်းဒီမှာဆိုလို့ရှိရင်တော့ martinelli ကအရေးပါတဲ့ကစားသမားဖြစ်လာတယ် အဲ့တော့ Martinelli ဘာတွေကောင်းလဲဆိုတော့ speed အားပြုပြီးကစားတဲ့ running line away ပြီးတဲ့ line နေမှာဆိုတော်တော်လေးကောင်းတယ်။ပြန်မကကိုယ့်ကိုဖိကစားနေတဲ့အချိန်ကိုကဘောလုံးရသွားပြီးအဲ့ဘောလုံးတစ်စက် Martinelli ရဲ့ပြေးလဲရောင်းနဲ့ချပင်းတော်တော်လေးကောင်းတယ်။နောက်တစ်ခုကတော့ Martinelli က counter attack ရမ်းမြန်တယ်။ long ball တွေကိုလက်ခံရရှိပြီးတော့ counter attack ရမ်းမြန်တယ်။အထူးသဖြင့် Calafiori လိုမျိုးဘက် line ကနေ long ball တွေတင်တာကောင်းတဲ့ကစားသမားစီရနေပြီးသူအမြဲတမ်းမျှော်လင့်လို့ရတယ်။နောက်တစ်ချက်ကတော့ transition ရမ်းမြန်တယ်။ ထိချက်တစ်ချက်နှစ်ချက်နဲ့ပြိုင်ဘက်ဂိုးဘောက်ကိုပြေးရတဲ့အပိုင်းမှာမာတင်နယ်ကြီးကတော်တော်လေးဥမှာအာဆင်နယ် link up မှာအသုံးဝင်တာတွေ့ရတယ်။နောက်တစ်ခုကတော့ defensive war rate သူ့အနေနဲ့အာဆင်နယ်မှာတွဲဆောရတဲ့ခံစားသားမှာနှစ်ဦးရှိတယ်။တချို့ပွဲစီမှာဆို Louis Carey တချို့ပွဲစီမှာဆိုရင် Calafiori အခုတော့သူ Calafiori နဲ့တွဲဆောရတာများတယ်။ဒါပေမဲ့သူဝင်လာတာနောက်ကျအချိန်ကျရင် Calafiori နဲ့ Maskeli ဝင်လာတာဖြစ်တဲ့အတွက်တစ်ဖက်က Trossard Calafiori အတွဲကိုဇုံထုတ်ပြီးတော့ Skelly Martinelli ဆိုတဲ့အတွဲကဇုံဝင်လာလဲရှိတတ်တယ်။ကျွန်တော်သတိထားမိတာလေး မာတီနယ်လီကကာလာဖီယိုနဲ့တွဲဆောက်တဲ့ခါကျရင်ပို့ပြီးလွတ်လပ်ပြီးတော့ပို့ပြီးလုတ်ပိုင်ဝင်ရတာတွေ့ရတယ်ပို့ပြီးတော့လည်းသူ့ကိုယ်သူယုံကြည်မှုရှိတာတွေ့ရတယ်အဲ့ဒါကကာလာဖီယိုရဲ့စပိတ်ကြီးချဲပြီးဆော့ပေးတာသူ့အတွက်နေရာရှာပေးတာကြောင့်စကယ်လီမကောင်းလို့ပြောတော့မို့စကယ်လီကောင်းတယ်ဒါပေမဲ့ကာလာဖီယိုကကြတော့မာတီနယ်လီဆော့ပေါက်ကိုကောင်းကောင်းလေးဖြည့်ဆည်းပေးနိုင်တယ်မာတီနယ်လီနေရာရဖို့အတွက်သူ့အနေနဲ့အခြားကစားသမားတွေခေါ်ဆောင်သွားလဲတွေ့ရတယ်ဆောတော့ကျွန်တော်ပြောခဲ့တဲ့ defensive wall rate ဆိုတာအဲ့ကစားသမားနှစ်ဦးစလုံးဒီအရှိ့ကိုတက်နေတာစကယ်လီပဲဆော့ဆော့ ကလာဖီယိုရီပဲစောစောအရှိကိုတက်နေအကယ်မဲ့ပြန်ပြက်ကဘောလုံးရလို့အဲ့ဒီအာဆီနယ်တင်းရဲ့ဘယ်ဘချန်းခန့်စစ်ကိုထိုးဖောက်မယ်ဆိုရင်မာတီနယ်လီကအမြန်ပြန်ဆင်းနိုင်တယ်သူ့ရဲ့စပီနဲ့သူ့ရဲ့ဝေါ်ရိတ်နဲ့မာတီနယ်ဒီကစူးစမ်းအထုံးမှုအပြည့်ကစားသမားပဲဒါပေမဲ့တင်းတင်းချာချာလီလီနက်နက်နဲ့သူ့အေးတွေးရမယ်အပိုင်းနေမှာတော့လူငယ်ပီပီအမားများနေတုံးပဲမင်းရဲ့မင်းချက်သေးဘူးဘာကြောင့်မာတီနယ်လီကိုပွဲထွက်ဖြစ်ကျွန်တော်မသုံးစေချင်လဲဆိုတော့ဒီအချက်၄ချက်ကြောင့် ဒါလည်းရှေ့ဗီဒီယိုတွေမှာ Martinelli တီးတန့် special review မှာကျွန်တော်ပြောခဲ့ပါသေးတယ်။အဲ dribbling လုံးမှုအပိုင်းမှာတော်တော်လေးကိုအားနေတယ်။၄ချိန်ကြော်ဖြတ်ရင်တစ်ချိန်လောက်ပဲအောင်မြင်တယ်။ဘရာဇီးသားဆိုရင် Martinelli ဒီလိန်ခေါဖြစ်ချုံပဲမှာတော်တော်လေးအားနေပါတယ်။နောက်တစ်ခုကတော့ finishing trouser ကတော့မှသူ့ထပ်ပို့ပြီးတတိငင်ငင် finishing ကောင်းသေးတယ်။လူငယ်ဆိုတော့ဗျာတည့်ရတိုင်းပဲဘောလုံးရပြီဆိုရင် site ထည့်ပြီးကန်ရမယ်အစားအားပြည့်နဲ့ကန်တဲ့အခါမှာထိချက်မမှန်မဲနဲ့ဂိုးသမားမှန်ပြီးထွက်သွားမျိုးလေးရှိ။နောက်တစ်ချက်ကတော့ cross ball အရင်တော့ဖူးဘက်ကစားသမားတွေကတောင်းယူတာတောင်းမှထိတက်သွားတယ်ပြီးရင် cross ball တွေခင်းဒါပေမဲ့တောင်းမှကစားသမားတူကလည်းလိန်ခေါက်နိုင်လိန်ခေါက်လိန်မခေါက်နိုင်လို့ရှိရင် cross ball တော့တိတိကျကျခင်းဖို့လိုတယ် cross ball ဆိုတာကလည်းဂိုးရှိချောင်းရင်ပြီးရောမဟုတ်ကိုယ်ကစားသမားကိုကြည့်ပြီးတော့အလောတော်ကြီးလှမ်းပြီးတင်ရတာခေါင်းမော့ဆိုလည်းအလောတော်ခြေထောက်နဲ့ထက်ရှင်ပိတ်မဲ့ဆိုလို့ရှိရင်လည်းမြေလိန်မော့ကောင်းကောင်းလေးဂိုးသမားမမှီနိုင်တဲ့နေရာကိုဖြတ်ချိုးပေးရအဲ့ဒီအပိုင်းဒီမှာလည်း Martinelli ကအားနေဒါ cross ball တွေပေါ့လေနောက်တစ်ခုက position နဲ့ team play position နဲ့ team play ဆိုတာက ဝမ်တက်တီတအားရိုက်ပြီးစော့တာမြင်တော်ပြောမှဆိုမာတင်အိုဒီကက်နဲ့ဘူကောဆာကပက်တတီဘောက်ဆွဲဝမ်တက်ရိုက်ပြီးတော့ဝင်သွားတဲ့ပုံစံမျိုးတွေအဲ့ဒါမျိုးတွေအပိုင်းမှာမာတင်နယ်လီရဲ့အားနည်းတယ်တခါကျရင်သူ့အနေနဲ့ဟိုမာတင်အိုဒီကက်ခင်းပြတဲ့အလုံးတွေကိုပြိုင်မက်ခန့်စစ်နှစ်ယောက်သုံးယောက်ကြားရတဲ့နေ white ပြေးပြီးတော့လက်ခံတာမျိုးတွေဟိုတနည်းကလက်ပါဘူးကိုတွင်းသွားတဲ့ဂိုးမျိုးတွေတော့အားသာလာတွေ့ရဟဲ့ဒါပေမဲ့အမြင်နဲ့ဒီလိုမျိုးချက်ချင်း quick transition ပြန်ရတာမဟုတ်ဘူးအဲ့လိုမျိုးဂျင်းနဲ့ချက်တဲ့လူတွေအများကြီးပိတ်ဆို့တဲ့အခါမှာမာတင်နယ်လီနဲ့ရွေးချယ်စရာအရန်ရှားတယ်သူ့အနေနဲ့ သူ့ကိုကတ်ထားတဲ့လူနည်းနည်းဒါမှမဟုတ်သူ့နောက်ကနေပြေးလိုက်တဲ့ဟာမျိုး speech ကြကြရတာမျိုးမှာမာနီနီကအလုပ်ဖြစ်ပြီးတော့အဲ့လိုမျိုး position နဲ့ play ကစားမယ်တစ်ဖက်ကလည်းခန်းစစ်နှစ်ထပ်ပိတ်ဆို့ထားတဲ့ခါကျရင်မာနီနီကအနေနဲ့မှန်းနဲ့ရုံးကန်ရတယ်အဲကြောင့်မို့မာနီလီကောင်းတဲ့အချက်တွေကဆောင်းတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ transition သွားတာမျိုးတွေ ဒုတိယပိုင်းပြိုင်ဘက်ကစတာမီနာကြာနေတဲ့အချိန်မျိုးတွေကိုကကောင်တာတက်ဆော့ကျင်တဲ့အခါမျိုးတွေမှာမာဒီနေလီကအသုံးဝင်ပြီးတော့ပြိုင်ဘက်နဲ့ဘောက်တူဘောက်ကစားတဲ့အခါမျိုးတွေတစ်ဖက်တစ်ဖက်ကြားချောင်းချောင်းပြီးဆော့ရတဲ့အခိုက်တက်မျိုးတွေတစ်ဖက်ကိုပိတ်ဆို့ထားတဲ့အခါမျိုးတွေမှာတော့မာဒီနေလီကအသင်းရဲ့အားနည်းချက်ဖြစ်နေပါလေ။ဘာပြောပါတဖြည်းဖြည်းနဲ့အခုလိုမျိုးပြန်ကောင်းလာတယ်တကယ်ကိုကျွန်တော်တို့ဝမ်းသာတယ်ဘာကြောင့်မို့အိုက်တာခုနကမာတီနယ်လီကိုပွဲထွက်ဖြစ်မသုံးလဲဆိုတော့ဒါမျိုးတွေကိုသူတွေးရှိသွားလဲဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်း မာတီနေလိုသူတောက်လျှောက်၃ငယ်တော့ဆိုရှယ်မီဒီယာမှာမာတီနေနဲ့ပတ်သက်ပြီးဝေဖန်ခဲ့ကြတဲ့သူတွေမှာကျွန်တော်လည်းပါတယ်။အဲ့ဒီတော့ဒါကြောင့်များမာတီနေလိုပြန်ပြီးခောက်ထားလာမှမသိဘူး။ဒါပေမဲ့မာတီနေလီကအာဆင်နယ်တင်းတွက်မိနစ်60ကျော်မှဝင်လာတိုင်းမှာတော်တော်လေးအကျိုးပြုလာတွေ့ရတယ်။အဲ့ကြောင့်မာတီနေလိုကျွန်တော်လိုအပ်လားဆိုရင်တော့လိုအပ်တယ်။ နောက်ဆုံးရောင်းမယ်ဟေးဆိုရင်တော့မှတန်း80 80မြားပဲနဲ့ကျွန်တော်မရောင်းစီခြင်းဘူး2029ကျန်စာချုပ်ကိုတက်တန်းတူရစီခြင်းနဲ့အခုအရန်ကုန်မှာရှိနေမဲ့ဘာကြောင့်စက်တင်ဘာလရဲ့အကောင်းဆုံးအာဆင်နယ်ကစားသမားစုကိုရရှိသွားလဲဆိုတော့သူ့ရဲ့ခြေစွမ်းတွေသူဝင်ဆော့တဲ့မိနစ်145မိနစ်တွေမှာစွမ်းဆောင်ရည်တွေကြောင့်အခုလိုရရှိသွားတယ်ထင်တယ်အဲ့တော့ဒီအော်တိုဘာလ International Break ပြီးသွားလို့ပွဲစဉ်တွေမှာမာတီနယ်လီကိုပွဲထွက်သုံးမလားဒါမှမဟုတ်အရန်ကစားသမားနေရာတွေပဲထည့်သုံးသွားမလားစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတော့လဲ အားလုံးကျေးဇူးတင်ပါခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ကစားကြံဆိုတော့ဘာဘာဖုန်းနံပါတ်39 646 963တိန်နံပါတ်39 0953ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆက်စော်ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးကစားကြံနဲ့ကိုထုတ်စီမှာပဲမြင်းမြန်းနေတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အေဂျင့်လုပ်ပြီးတော့လက်ခံပေးနေပါတယ်